င်္ဂလာပါခင်ဗျရှန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖက်စစ်ကောင်စီရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှစတင်ပေးနေတဲ့သူဝနကျော်တင်ဘွဲ့ရအငင်းစားဗိုလ်မှူးချုပ်ချိုထိုးအောင်ဆိုတဲ့သူကိုတော်လိုင်းရဲဘော်တွေကသူ့ရဲ့ရန်ကုန်မြို့နေအိမ်မှာပဲဝင်ရောက်ပစ်ခတ်ရှင်းလင်းလိုက်တယ်ဆိုပါတယ် မြန်မာနိုင်ငံကိုတဲကျက်ထားပြီးဒေတာတွင်းထိန်းချုပ်ခြင်းနဲ့နိုင်ငံတွေကထိန်းချုပ်ဖို့ကြံစည်နေတာတွေအပြင် NLD ရဲ့အာဏာရှင်ဆန်မှုကြောင့်တိုင်းပြည်ပြိုကွဲမဲ့အဖြစ်မျိုးထပ်မံမဖြစ်ဖို့လိုအပ်တယ်ဆိုပြီးလက်ရှိတိုင်းပြည်ကိုစစ်အာဏာသိမ်းမှုနဲ့ပြိုကွဲအောင်လုပ်နေတဲ့အာဏာရှင်အကြမ်းဖက်မဲ့အောင်လင်ကပဲသူ့ရဲ့ထုံးစံအတိုင်းတစ်ဖက်ကိုအပြစ်ဖို့ပြီးအပုတ်ချပြောဆိုလာပြန်တဲ့တဲ့ပေါ့ဝင်နောက်ဆုံးရရှိထားတဲ့တဲ့ကိုတင်ဆက်ပေးရမယ်အခုပြောင်းဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ကတော့ ကြက်ဖက်စစ်ကောင်စီရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှစတင်ပေးနေတဲ့သူဝနကျော်ထင်းဘွဲ့ရအငိမ့်စားပုံမှုချုပ်ချိုးထုံးအောင်ဆိုတဲ့သူကိုတော်လိုင်းရဲဘော်တွေကသူ့ရဲ့ရန်ကုန်မြို့နေအိမ်မှာပဲဝင်ရောက်ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ Golden Valley Warriors တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဒီကနေ့မေလ22ရက်နေ့မနက်9:00ခွဲဝင်းကျင်လောက်မှာပဲရန်ကုန်တိုင်းမင်းအုံမြို့နယ်9ရက်ကွက်မှာနေတဲ့ အချက်ဖက်စကောက်စီတိုက်ရဲ့အငင်းစားဗိုလ်မှူးချုပ်ချိုထော့အောင်ဆိုတဲ့သူကို Golden Valley Warriors မြို့ပြပျောက်ကြားရဲဘော်တွေကသူ့ရဲ့နေအိမ်ရှေ့မှာပဲပြစ်ခတ်ရှင်းလိုက်တယ်ဆိုပါလေ။အဲ့ဒီအငင်းစားဗိုလ်မှူးချုပ်ချိုထော့အောင်ဆိုတဲ့သူကို2023ခုနှစ်ကပဲအချက်ဖက်မဲအွန်လိုင်းကိုတိုင်ဝနကြော်ထင်းဘွဲ့ပေးအပ်ထားတာဖြစ်ပြီးသူဟာအချက်ဖက်စကောက်စီရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှစတင်ပေးနေတဲ့သူဖြစ်တယ်လို့ သူကိုရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့တွေကပြစ်ခတ်ရှင်းလင်းမှုအတွက်မစ်ရှင်ကိုလာပိုင်းလောက်အချိန်ယူပြင်ဆင်ပြီးအမဲလိုက်ခဲ့တာဖြစ်တယ်လို့ရန်ကုန်မြို့ပြ Golden Valley Warriors တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။ဒီလိုဖြစ်စဉ်လို့ပဲစစ်ကောင်စီတောက်တိုင်းတွေရဲ့အချက်လက်တွေကိုတော်လိုင်းတပ်ဖွဲ့တွေကအတိအကျရရှိထားတာဖြစ်တဲ့အတွက်လုံခြုံရေးအရာတချို့အချက်လက်တွေကိုထုတ်မပြောတာဖြစ်တယ်လို့ရထားတဲ့အချက်လက်တွေအကုန်လုံးကိုတော်လိုင်းတပ်တွေကစနစ်တကျပြုစုပြီးစစ်တပ်တောက်တိုင်းမှန်လည်းများကိုအချိန်ပြည့်အမဲလိုက်ဖို့စောင့်ကြည့်နေတာဖြစ်တဲ့အတွက် စစ်တပ်တောက်တိုင်မှန်သမျှတိထားရမှာကပြည်သူတွေကိုတပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်မှန်သမျှကိုဒေါ်လာရေးတပ်တွေကတခုမှမမေ့သလိုအနံပါပစီကြီးလက်ရကုံတပယ်ရင်ကိစ္စတွေပါမကြမ်းတခုမှမမေ့ပဲတရားမျှတမှုကိုရတဲ့နိနဲ့ပြန်ယူมาဖြစ်တဲ့အတွက်ကိုအလှည့်ရောက်ဖို့စောင့်နေပါလို့ပဲပြောချင်တယ်လို့ Golden Valley Warriors တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ မြန်မာနိုင်ငံကိုတက်ကြွထားပြီးဒေတာတွင်ထိ ंछ ုပ်ခြင်းနဲ့နိုင်ငံတွေကထိ ंछ ုပ်ဖို့ကြံစည်နေတာတွေအပြင် NLD ရဲ့အာဏာရှင်ဆန်မှုကြောင့်တိုင်းပြည်ပြိုကွဲမဲ့အဖြစ်မျိုးထပ်မံဖြစ်ဖို့လိုအပ်တယ်ဆိုပြီးလက်ရှိတိုင်းပြည်ကိုဆန္ဒသိမ်းမှုနဲ့ပြိုကွဲအောင်လုပ်နေတဲ့အာဏာရှင်အကြမ်းဖက်မင်းအွန်လိုင်းကပဲသူ့ရဲ့ထုံးစံအတိုင်းတစ်ဖက်ကိုအပြစ်ဖို့ပြီးအပုတ်ချပြောဆိုလာပြန်ပါတယ်။ဒါကတော့ယမနီကနေပြည်တော်မှာပြုလုပ်သွားတဲ့လေကြောင်းနဲ့ရေကြောင်းတင်နှန်းကလူငယ်တွေနဲ့တွေ့တဲ့အချိန်အကြမ်းဖက်မင်းအွန်လိုင်းကိုယ်တိုင်ပြောသွားတာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမှာအဓိကကတော့ အကြံဖတ်မင်း online ဟာလက်ရှိသူကိုယ်တိုင်ရုရှားနိုင်ငံရဲ့အကူအညီတွေအပြင်တရုတ်နိုင်ငံရဲ့စစ်တပ်ကိုပါလာရှိုးမျိုးကိုခေါ်သွင်းခဲ့တဲ့လောက်ရက်တွေပျောင်းပျောင်းတင်းတင်းလုတ်ခဲ့ပြီမဲ့အခုတင်နန်းကျောင်းကလူငယ်တွေနဲ့တွေ့ဆုံမှုမှာကြတော့ NLD အစိုးရလက်ထက်ကတခြားဒေတာတွင်ထိန်းချုပ်ခြင်းနဲ့နိုင်ငံတွေဟာမြန်မာနိုင်ငံကိုတဲကျက်ထားပြီးဝင်ရောက်စွပ်ဖက်ဖို့တွေနဲ့သူတို့ထိန်းချုပ်ခြင်းနဲ့နိုင်ငံတွေကိုထိန်းချုပ်ဖို့လုပ်နေကြတာဖြစ်တဲ့အတွက်တိုင်းပြည်ပြိုကွဲမဲ့အဖြစ်မျိုးမဖြစ်ဖို့လိုအပ်တယ်ဆိုပြီးပြောသွားပြန်တယ်လို့သိရပါတယ်။ ဒါအပြင်အဲ့ဒီတွေ့ဆုံမှုအတွင်းမှာပဲအကြံဖတ်မိတ်အွန်လိုင်းဟာသူ့ရဲ့ဒုံစံအတိုင်း NLD အစိုးရကိုပါအပုတ်ချပြောဆိုတာတွေနဲ့သူတို့စစ်တပ်ကသားတိုင်းပြည်ကိုကာကွယ်နေရတဲ့ပုံစံမျိုးတွေပြောသွားပြီး NLD အစိုးရရဲ့အာဏာရှင်ဆန်ဆန်လှုပ်ဆောင်မှုတွေကြောင့်တိုင်းပြည်ပြိုကွဲမဲ့အဖြစ်မျိုးမဖြစ်အောင်လှုပ်ကြရမယ်ဆိုပြီးတော့သူကိုသူလက်ရှိအာဏာရှင်ဖြစ်နေတာကိုမသိကြအောင်ဆောင်ပြီး NLD ကိုအပုတ်ချပြောဆိုတွားပြန်တာဖြစ်တယ်လို့သိရပါတယ်လက်ရှိအကြံဖတ်စစ်ကောင်းဆောင်မဲ့အွန်လိုင်းဟာအခုနောက်ဆုံးရုရှားခီးစင်ကပြန်လာပြီးတဲ့နောက် အရင်အယတအစိုးရအဖြစ်တိုင်းပြည်ကိုတိုးတက်ကောင်းမွန်အောင်လှုပ်ဆောင်ပေးခဲ့တဲ့ NLD အစိုးရကိုတောက်လျှောက်ဆိုသလိုတိုက်ခိုက်ဝေဖန်အပုတ်ချအပြစ်ဖို့ပြောဆိုမှုတွေကိုတကြော့ပြန်ဇက်တိုက်ပြောဆိုလာနေတာကိုလည်းတွေ့ရပါလိမ့်ခင်ဗျာတပတ်မှာတော့မန္တလေးမြို့ကစတင်ကျောင်းဘောလုံးကွင်းနဲ့ဘုံကြီးကျောင်းဓမ္မယုံတွေမှာခိုလုံနေရတဲ့ငလင်ဘေးတင့်ဒုက္ခသည်တွေကိုအခုမေလာကုန်အပိဖေရှာပေးဖို့အချက်ဖက်စကောင်စီကအမိန်ထုတ်လာပြန်တယ်လို့ငလင်ဘေးတင့်ပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ လက်ရှိမန္တလေးမြို့ချမ်းအေးတာဇန်နဲ့အောင်မြေတာဇန်မြို့နယ်တဲကစာတင်ကြောင်းဘုံလုံးကွင်းနဲ့ဓမ္မယုံဘုံကြီးကျောင်းတွေမှာခိုလုံနေရတဲ့ငလင်ဘေးတင်ဒုက္ခသည်တွေကိုအခြားတင်တော်ရနေရာတွေစီကိုအစီစဉ်နဲ့ကိုအခုမေလအကုန်အပြီးပြောင်းရွှေ့ကြဖို့စစ်ကောင်စီကအမိန့်ထုတ်လာတယ်ဆိုပါတယ်။လာမယ့်ဇွန်လကစပြီးကျောင်းတွေပြန်ဖို့မှာဖြစ်တဲ့အတွက် စာတင်ချောင်းတွေနဲ့ဘုံတော်ကြီးစာတင်ချောင်းတွေအကုန်ပြန်ဆမှာဖြစ်တဲ့အပြင်ဘောလုံးကွင်းတွေမှာလည်းမိုးရသည့်အကစားပွဲတွေလုပ်မှာဖြစ်တဲ့အတွက်ဆိုပြီးအဲ့ဒီနေရာတွေမှာခလုံးနေတဲ့ငလင်တင့်ပြည်သူတွေအနေနဲ့မဖြစ်မနေအပြီးဖယ်ရှားပေးရမယ်ဆိုပြီးတော့ကိုစစ်ကောင်စီကအမိန်ထုတ်လာတယ်လို့ငလင်ဘေးတင်ပြည်သူတွေကပြောထားကြပါတယ်တစ်ဖက်မှာတော့အချက်ဖက်စစ်ကောင်စီဟာလက်ရှိငလင်တန်တင့်ထားတဲ့ဇကိုင်းနဲ့မန္တလေးမှာနိုင်ငံတကာကပေးထားတဲ့အကူအညီတွေကိုပြည်သူတွေစီထိထိရောက်ရောက်ကူညီမှုမပေးတဲ့အပြင် တချို့ပြိုကျလူစဲစဲဖြစ်နေတဲ့တိုက်တာအဆောက်အုံတွေဆိုရင်အခုချိန်ထိဖြိုချရှင်းလင်းမှုတွေမလုံနိုင်သေးသလိုတချို့တင်းဆောင်နေတဲ့တိုက်တာတချို့ဆိုအခုရပ်ပိုင်းမှာနေမိုးရွာတဲ့အချိန်ပြိုကျမှုတွေဖြစ်ပွားခဲ့တယ်လို့လည်းမန္တလေးမြို့နေငလင်းဘေးတင်ပြည်သူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းမြို့မှာအမျိုးသားတအူးကိုပြူစောထီတွေကဖမ်းဆီးတပြက်ပြီးရုပ်အလောင်းကိုလမ်းဘေးမှာဆုံးပစ်ထားခဲ့တယ်လို့ပြည်သူ့ဗတော်သားအဖွဲ့တည်င်းတာဝန်ခံကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ20ရက်နေ့ကပဲ စကိုင်းမျိုးအုပ်ဆက်ရက်ကွက်ကိုအကြံဖတ်စက်ကောင်စီတက်လက်အောက်ခံပြူစောတိကောင်းဆောင်အောင်အောင်ဦးဆိုသူအဖွဲ့ကကားသုံးစီးနဲ့ရောက်လာပြီးအသက်35နှစ်အရွယ်အမျိုးသားတဦးကိုဖမ်းဆီးတပ်ဖြတ်ပြီးတော့ရုပ်အလောင်းကိုလမ်းဘေးမှာစွန့်ပစ်ခဲ့ကြတယ်ဆိုပါတယ်။အဲဒီနောက်နိုင်ကူညီမှုအတင်းကိုစက်ကောင်စီတက်ကအလောင်းတွားကောက်ခိုင်းပြီးအလောင်းကိုပါတခါတည်းတကြိုခိုင်းခဲ့တယ်လို့ပြည်သူ့ဘက်တော်သားအဖွဲ့ကတော့တပ်ဖြတ်ခံရတဲ့သူကဘယ်သူဘဝဖြစ်တယ်ဆိုတာကိုစုံစမ်းပေးနေပါတယ်လို့လည်းအဖွဲ့ရဲ့သတင်းတာဝန်ခံကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်မှာရှိတဲ့ကြောက်ကူဒေသကိုအကြံဖက်စကောက်စီတပ်ကဓာတ်ဥအစိပ်ဘုံတွေလက်နက်ကြီးတွေအုံပြုပြီးတိုက်ခိုက်ခဲ့ပြန်တယ်လို့ဒနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA ကသတင်းထုတ်ပြန်ထားပါတယ်။ဒါကတော့မေလ20ရက်နေ့ကပဲအကြံဖက်စကောက်စီတပ်ကဒနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA တပ်တွေလှုပ်ရှားရာရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်မှာရှိတဲ့ကြောက်ကူဒေသကိုဓာတ်ဥအစိပ်ဘုံတွေလက်နက်ကြီးတွေအုံပြုပြီးတိုက်ခိုက်ခဲ့ပြန်တယ်ဆိုပါတယ်။အဲ့ဒီလိုစကောက်စီတပ်ကအုံပြုတိုက်ခိုက်ခဲ့တဲ့ဓာတ်ဥအစိပ်ငွေဘုံတွေဟာ လွဲဟောင်းခြေရွာနဲ့ဖက်ရင်ကုန်းခြေရွာတွင်မှာပါကြောက်ရောက်ပောက်ကွဲမှုတွေရှိထားသလိုတစ်ဖက်က TNL ထိန်းချုပ်ထားတဲ့ဒေသတွေကိုလည်းစစ်ကောင်စီဟာအခုလိုပဲဓာတုအစိမ့်ငွေဘုံတွေကိုပါအုံပြူတိုက်ခိုက်ပြီးနိုင်ငံတကာကတားမြစ်ထားတဲ့ဥပဒေတွေကိုအကြီးအကျယ်ချိုးဖောက်နေတယ်လို့လည်းဒနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတစ်ခါဆက်ချင်တာကတော့အမေရိကန်သမ္မတ Trump ကပြစ်မှုကျူးလွန်သူမြန်မာနှစ်ဦးနဲ့ VN တချို့ကိုမူရင်းနိုင်ငံပြန်မပို့ဘဲတောင်ဆူဒန်ကိုပို့လိုက်တယ်လို့ အမေရိကန်သတင်းတွေမှာဖော်ပြထားကြပါတယ်ဖြစ်စဉ်ကတော့လက်ရှိအမေရိကန်နိုင်ငံမှာရွှေပြောင်းနေထိုင်ပြီးပြစ်မှုကျူးလွန်ထားကြတဲ့ရွှေပြောင်းနေထိုင်သူတဒါဇင်လောက်ကိုအမေရိကန်သမ္မတထရန့်ကမူရင်းနိုင်ငံကိုပြန်မပို့ပဲတောင်ဆူဒန်ကိုပို့လိုက်တဲ့အထက်မှာကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှုနဲ့ထောင်ဒဏ်ကြခံရတဲ့မြန်မာနိုင်ငံသားကျော်များဆိုသူနဲ့လိမ်မိုင်းဆိုင်ရာပြစ်မှုနဲ့ထောင်ကြခံရတဲ့မြန်မာနိုင်ငံသားညိုမြင့်ဆိုသူတို့နှစ်ဦးလည်းပါဝင်နေတယ်လို့ဆိုပါတယ်အဲ့ဒီလိုပြစ်မှုကျူးလွန်တဲ့သူတွေကို ငွေရနိုင်ငံပြန်မပို့ဘဲတောင်ဆူဒန်ကိုပို့လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးရွှေပြောင်းနေထိုင်သူများအရေးလှုပ်ရှားပေးနေတဲ့အမေရိကန်ရှင်းနေတွေကတော့ထရန့်ကိုအပြင်းထန်ကန့်ကွက် ရှုံချဆွတ်ဆွဲထားပြီးတောင်ဆူဒန်ကိုအပုတ်ခံရတဲ့သူတွေပြန်ရဖို့အမေရိကန်ရှင်းနေတွေကတရားသူကြီးတွေစီမံတောင်းဆိုတာတွေလည်းလုပ်နေကြတယ်လို့အမေရိကန်သတင်းတွေမှာဖော်ပြထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ